ချစ်စရာလိပ်ပြလေးဤခရီးစဉ်။ဟိုးရှိရှိတုန်းကကျွေးဝါရောင်ဆက်ပြောက်လေးတွေနဲ့အလွန်လှပတဲ့လိပ်ပြလေးတကောင်ရှိတဲ့ကွယ်။သူ့ရဲ့နာမည်ကစူဆန်နဲ့စူဆန်ကခုပဲပိုးကောင်လေးဘွားကနေလိပ်ပြဖြစ်လာတာမို့လို့သူ့ရဲ့အရွယ်ရောက်ပြီးသားအတောင်လေးတွေကိုကြည့်ပြီးအယံကိုဝင်နေပါတဲ့ကွယ်။ဒီနေ့မှစူဆန်က ူအမေကိုအမေကျွန်တော်ခီးအဝေးထွက်ခြင်းနဲ့ဒီတောအုပ်ကြီးရဲ့အဆောင်ကဘလို့နေမလဲကြည်ကျင်တယ်လို့ပြောလိုက်တယ်။စူဇန်လေးရဲ့အမေကအေးဟုတ်ပြီသားရေဒါပေမဲ့အရင်ကြီးကြီးထားမှရမယ်နော်။လမ်းမှာကျုံတွေ့လာရမယ့်အရာတိုင်းကသားအတွက်စိတ်ဝင်စားစရာနဲ့ပညာတွေရလိမ့်မယ်လို့အမေကပြောပြီးခွင့်ပြုလိုက်တယ်။ ိပ်ပြာလေးစူဇန်ဟာပြန်တန်းပြီးထွက်လာခဲ့တယ်။ပထမဆုံးသူတွေ့ခဲ့ရတာကပန်းကင်လေးတွေနဲ့ဝီစားနေတဲ့ပန်းကြံကြီးပါ။သူဟာပန်းမွေတွင်ချင်းစီကိုနှာမောင်းလေးနဲ့ထီးရင်ဝမ်းသာအားရပြန်တန်းနေမိတယ်။ပန်းလေးတွေကလိပ်ပြာလေးရဲ့မင်းပြန်တန်းလာတဲ့အခါကျမတို့ရဲ့ဝင်းမုံတွေညံ့အောင်ကူညီပေးတယ်နော်။ကျေးဇူးအများကြီးတင်ပါတယ်လို့ ြောကြတယ်။ပူဇံကသူတို့ကိုရပါတယ်။ဒါဟာကျွန်တော်အတွက်ပြောစရာအလုပ်ပါပဲလို့ပြောရင်ဆက်ပြန်တန်းလာတယ်။နောက်တော့သူချောင်းတစ်ချောင်းကိုရောက်သွားတယ်။ဒီထဲမှာငါးကြီးတကောင်ဟာရေကူးနေတာကိုတွေ့လင်ရတယ်။ငါးကြီးကဟေ့လိပ်ပြလေးရေငါနဲ့တူတူရေကစားမလား။ဒီတူတူကူးရအောင်လို့ အားကြီးကခေါ်လိုက်တယ်။သူဇန်ကကျေးဇူးပါကိုကြီးငားရေဒါပေမဲ့ကျွန်တော်တောင်းပန်နေရေဆိုသွားရင်အပြန်တန်းနိုင်တော့ဘူး။နောက်မှပေါ့နော်လို့ပြောပြီးဆက်ပြန်တန်းလာခဲ့တယ်။သူဇန်လေးရဲ့စိတ်ထဲမှာအားကြီးဟာသူ့ကိုမကောင်းတဲ့စိတ်နဲ့ခေါ်နေမှန်းတည်းလို့ရင်ကြီးစွာငင်းဆန်ပြီးဆက်ပြန်တန်းလာခဲ့တယ်။အဲ့ဒီနောက်အတော်ကြာပြန်တန်းလာပြီးတဲ့နောက်မှာ ်မြုပ်ရည်လေးစူဇန်ဟာရွှေပြောင်းနေတဲ့ပရွက်စိတ်တွေကိုတွေ့လိုက်ရတယ်။ပရွက်စိတ်တွေဟာကျန်းကျောင်းကိုဖျက်ဖို့လမ်းရှာရခတ်နေတယ်ကွယ်။စူဇန်ဟာသူ့တောင်မန်ကြီးတွေနဲ့ဝဲလေပြန်တန်းရင်ပရွက်စိတ်ကလေးတွေအတွက်ပူကောင်းမွန်တဲ့လမ်းကိုရှာပေးလိုက်တယ်။ပရွက်စိတ်ကလေးတွေကဤသူတင်ပြီးသူ့အတိုင်ဝင်းစီကိုပါလိုက်ပို့ပေးဖို့တောင်းဆိုကြတယ်။ သူဇန်ကပျက်စိတ်တွေကိုလမ်းပြပေးရင်သူတို့စီကလမ်းကြောင်းတစ်တွေကိုပါတင်ယူခွင့်ရလိုက်တယ်။နောက်ဆုံးမှာတော့အိပ်ပြလေးသူဇန်ဟာတော့အုပ်ကြီးရဲ့အဆုံးထိရောက်သွားပြီးမြက်ကင်းမြေကြီးကိုတွေ့လိုက်ရတယ်။နေရောင်ကြီးနုနုအောင်မှာလှလှပပဝှမုံကူးပေးနေကြတဲ့အိပ်ပြအုပ်ကြီးတွေကိုလည်းတွေ့လိုက်ရတယ်။ သူတို့ကစူဇန်လီကိုကြိုဆိုကြတယ်။စူဇန်ကသူ့ခီးစဉ်တွင်ကစွန်စားကန်းနေသူကြုံတွေ့ခဲ့ရတဲ့မိစွေတစ်တီအကြောင်းကို ပြောပြနေခဲ့တယ်။ညနေခင်းရောက်တော့စူဇန်လီဟာအိမ်ပြန်ဖို့ဆုံးဖြတ်လိုက်တယ်။သူပြန်တန်းလာတဲ့ခီးစဉ်မှာသူကူညီခဲ့တဲ့ပြည့်စုံတွေကျေးဇူးတင်နေတဲ့ပန်းလေးတွေကို ပြန်တွေ့ခဲ့တယ်။အိမ်ပြန်ရောက်တဲ့အခါစူးစမ်းရဲ့အမိကတားရင်ဒီတစ်ခါခီးထွက်ရင်ဘာတွေတင်ယူလာလဲလို့မေးလိုက်တယ်။စူးစမ်းလေးကပြုံးပြီးတော့ပြောလိုက်တယ်။အမေကြီးကျွန်တော်တင်ယူလာတာကခီးထွက်ခြင်းရဲ့ပျော်ရွှင်မှုဟာပန်းနိုင်ကိုရောက်တာထက်ခီးတစ်လျှောက်မှာတွေ့ကြုံရတဲ့အရာတွေတွေ့ကြုံရတဲ့သူတွေပါပဲ။ပြီးတော့ တင်းငယ်တဲ့လေးပြားလေးတစ်ကောင်ကတော့အခြားသူတွေကိုကူညီနိုင်နေဆိုတာပါပဲဒီလိုနဲ့လေးပြားလေးစူးစမ်းဟာပျော်ရွှင်စရာကောင်းတဲ့နေလေးကိုပုံစံပြီးနောက်နေ့မှာဘလို့စူးစမ်းကနေထွက်ရမလဲဆိုတာစဉ်းစားရင်သိပြောသွားပါတော့တယ်ပုံမြင်လေးကတော့ဒါပါပဲကွယ်ကလေးတို့လည်းပြီးထွက်တဲ့အခါအကောင်းဆုံးသင်ခန်းစာတွေကိုယူခဲ့ဖို့အမိနေနော်